ဘဝရဲ့ profile ဆရာကောင်းတဲ့နေ့တော်ကို EOD ဘဏ်ရဲ့ MPU credit card နဲ့တူဖြတ်သားပါ EOD ဘဏ်ရဲ့ MPU credit card နဲ့ဆိုလို့ဒီနေ့တော့တူတူထားနိုင်တယ် မင်္ဂလာပါရှင်ဒီထက်အောင်ဆိုလို့ရှိရင်တော့11ရက်တန်ဖေဆိုတိုင်းကျအစီအစဉ်ကိုတင်ဆက်ပေးမယ့်အချိန်ပဲဖြစ်ပါတယ်ဒီနေ့ကမှဆိုလို့ရှိရင်လူတိုင်းလူလူကလူမှုကွန်ရက်သုံးဆမှုတွေများပြားနေပြီးတော့နေရာဒေသဆောင်ကနေအကြောင်းအရာမျိုးစုံအဖြစ်ရဆောင်ဟာဆိုလို့ရှိရင်လည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လျက်ရှိပါတယ်ဒီလိုပြန့်နှံ့နေတဲ့အကြောင်းအရာတွေကမှပြည်သက်တွေအတွက်အထူးဆန်းဖြစ်စေမယ့်အကြောင်းအရာတွေ ဘ ഹു တ္တဖြစ်စေမဲ့အကြောင်းအရာတွေနဲ့စိတ်ဝင်စားဖို့ကောင်းပြီးတော့ခံစားမှုတစ်ခုခုကိုပေးစွမ်းနိုင်မဲ့အကြောင်းအရာတွေကိုဒီအစီအစဉ်ကနေပြောရွေးချယ်ပြီးတင်ဆက်ပေးလျက်ရှိပါတယ်။ဒီတော့မှာဆိုလို့ရှိရင်လည်းလူမှုကွန်ရက်ပေါ်မှာစိတ်ဝင်စားဖို့ကောင်းပြီးတော့ထူးဆန်းတဲ့အကြောင်းအရာတွေကိုချုပ်ဆက်ကနေပြောတင်ဆက်ပေးဖို့ရွေးချယ်ပေးထားပါတယ်။ဒီအကြောင်းအရာတွေဟာဆိုလို့ရှိရင်တော့ထွန်ဆက်ကိုအလားဆင်ပြီးတော့ပွဲသွားယူတဲ့ចောင်းသားနှုတ်ရဲ့အကြောင်းအရာ အလက်ထရိုဝီချဲနဲ့အဖိုးတူတနေ့တိုင်းတိုင်းဒေသကြီးတွေက ရေပူစမ်းတစ်ခုရဲ့ဗီဒီယိုဖိုင်နဲ့ဂီတာတီဗီတချင်းစုံနေတဲ့ကလေးငယ်တူဦးရဲ့ဗီဒီယိုဖိုင်တွေကို ဖွင့်ပြပြီးတော့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ချက်ဆက်ကိုပထမဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ထွန်ဆက်ကိုအလှဆင်ပြီးတော့ဘွယ်သွားယူတဲ့ចောင်းသားတွေရဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ လဲရွေထွင်ရတဲ့နေရာမှာသုံးတဲ့ထွန်ဆက်ရင်ပုံမှန်အားဖြင့်တော့ဒါကိုလဲမြေရွေထွင်ရတဲ့နေရာမှာသုံးတာပါဒါပေမဲ့အခုမြင်တွေ့နေရတာကတော့ထွန်ဆက်မှာအလားစင်ရင်ပြီးအဲ့ဒီထွန်ဆက်ကိုစီးပြီးတော့ကျောင်းသားတွေကဘွဲသွားယူကြတာပါဒီလိုဘွဲတက်ရောက်ရယူတဲ့ចောင်းသားတွေဟာပခုတ်ကူနီးပညာတက်ကတူကိုဘွဲသွားရောက်ရယူတာဖြစ်တယ်လို့ပြန့်နိုင်ခဲ့တဲ့ post တွေမှာဖော်ပြထားပါရယ်။ ဒီ post ကိုတင်တဲ့သူကတော့နောက်မှာဘွဲယူမဲ့သူတွေအနေနဲ့ site ကမြင်လဲသုံးမိန်စတဲ့ရင်တွေကို သုံးပြီးတော့ဘွဲသားရောက်ရယူပါအောင်လို့အပြုသဘောဆောင်ပြီးရေးသားထားတာကိုလည်းတွေ့ရပါတယ်ဒီလိုထွန်ဆက်တဲ့ဘွဲသွားယူရဲဖြစ်စဉ်မတိုင်မီကနွားလဲကိုအလှဆင်ပြီးဘွဲသားရောက်ရယူရဲဖြစ်စဉ်တွေရှိခဲ့တာဖြစ်ပါတယ်။ ီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်သုံးဆွဲသူတွေကဘလို့မှတ်ချက်ပြုရေးသားထားလဲဆိုတာကိုကြည့်ကြည့်ပါအောင်ရှင်ဆက်လက်ပြီးတော့စိတ်ကူးကောင်းကောင်းနဲ့တီထရင်ထားတဲ့ electric wheelchair နဲ့ကိုရိုင်းစီးနေတဲ့အဖိုးတော်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ wheelchair မှာစပိန်ဟန်တယ်လိုမျိုးအရာကိုတက်ပြီးတော့အမိုးပါတက်ဆင်ပြီး battery ဩတွေတက်ပြီးတော့ပြုတ်လောက်ထားတဲ့ယင်တစီ ဒီเจ้าရောင်ဟာဆိုလို့ရှိရင်တော့ဒီတပတ်လူမှုကွန်ရက်ဆာမျက်နှာမှာပြန့်နှံ့နေပါဗျ။ တန်းနိုင်ခဲ့တဲ့ post မှာတော့စိတ်ကူးကောင်းကောင်းနဲ့တီထွင်ထားတဲ့ဒီရင်နဲ့ဒီရင်ကိုစီးနှင်းခဲ့သူဟာဟင်းဒရာသာဦးစိုးဖြစ်တယ်လို့យေတာထားပါဗျ။ဒီရင်နဲ့ပတ်သက်ပြီးလူမှုကွန်ရက်သုံးဆွဲသူတွေကလည်းအခုလိုမျိုးမှတ်ချက်ပြုရေးသားထားပါဗျ။ လက်ပြီးတော့ဗီဒီယိုဖိုင်တွေကိုတင်ဆက်ပေးသွားအောင်ပါ။တဘာဝပတ်ဝန်းကျင်အလှနဲ့ဆိုင်တဲ့မြန်မာနိုင်ငံတွေကရေပူစမ်းတစ်ခုကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်လေးကိုပရိသတ်တွေကြည့်ရှုကြပါအောင်ရှင်။တဘာဝအလှပတစ်ခုကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်လေးပါ။ဒီရေပူစမ်းကတော့တနင်္သာရီတိုင်းဒေသကြီးပလောင်မြို့နယ်ကပဲတပ်သဘာဝရေပူစမ်းဖြစ်တယ်လို့ပြန့်နှံ့ခဲ့တဲ့ post မှာရေးသားထားပါဗျ။ နောက်ဆုံးအနေနဲ့ video file လေးတစ်ခုကိုဖွင့်ပြပေးပါပါ။ဒီ video file လေးကိုဖွင့်မပြခင်မှာချိုးဆက်ကနေပြီးတော့အရင်ဦးဆုံးတစ်ချက်လေးတစ်ပုဒ်ကိုဖွင့်ပြပေးကြပါရစေ။ဟိုယုံလိုက်တော့လေချိန်ကမိုးသာ ရာဆိုလို့ရှိရင်တော့တခေတ်တခါကလူတိများခဲ့တဲ့တေးသန်ရှင်ကောမရဲ့သချင်းလေးပါအခုစူးစမ်းဖို့မြပေးမဲ့ video file မှာဆိုလို့ရှိရင်ချစ်စရာကောင်းတဲ့ကလေးငယ်လေးတဦးကဒီသချင်းလေးကိုကိုရိုင်းဂီတာတီးပြီးတော့တီးဆိုထားပါရယ်ဂပရိတ်သက်တွေလည်းကြည့်ရှုလိုက်ပါအောင်ရှင်စူးစမ်းပြောခဲ့သလိုပဲဒီကလေးငယ်လေးကသချင်းဆိုကောင်းမကောင်းဆိုတာကိုပရိတ်သက်တွေကိုရိုင်းမဲ့အကဲဖြတ်ကြည့်ပါရှင် 안녕, ဒီတော့မှဆိုလို့ရှိရင်တော့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့အကြောင်းအရာများစွာတွေကမှထူးခြားပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးခဲ့တာပါဆိုဆက်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုပရိသတ်တွေလည်းကျင့်နှက်ပြီးတော့ဒီအကြောင်းအရာတွေကမှရသတခုခုကိုခန်းစားရရှိနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဆက်လက်ပြီးတော့လည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ ထူးခြားပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာဇန်လေးတွေကို Level ရောက်တဲ့ Facebook တိုင်းရဲ့အစီအစဉ်ကနေပြီးတော့ရေးချယ်တင်ဆက်ပေးသွားအောင်မို့လို့စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေ။စောင့်မျှော်ကြည့်ရှုပေးခဲ့တဲ့ Level ရောက်တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။